ဆိုမှဆိုရင်တကယ်ချင်းတွေကတော့ငွေတွေကလည်းအကြောင်းတွေတည်နေကြတာပါတာပေါ့နော်။အဲမဲ့သူတို့လည်းကျွန်တော်ယုံတယ်။ဟောဆိုမန်းမန်းသူမန်းသားတွေကလွယ်လွယ်နဲ့ပြိုလဲတဲ့လူတွေလည်းမဟုတ်ဘူး။ဒါကျွန်တော်ပေါင်းခဲ့တဲ့မန်းလေးကလူနည်းစုပဲဆိုပါလူနည်းစုဆိုရင်တော့မှသူတို့ရဲ့စိတ်ဓာတ်ဘယ်လောက်မှားတယ်ဆိုတော့ကျွန်တော်ခံစားရတယ်ဗျာ။ကျော်ဒီလိုကိစ္စတော့လည်းဘာမှမဖြစ်သွားဘူးဆိုတော့တို့တို့ဒီနော်တို့တကယ်ချင်းနေဆိုရင်အဲအိမ်ယူသွားပြီအဲတော့လမ်းမောက်အိမ်နေရတာပေါ့ကွာဆိုတော့ခပ်ပြုံးပြုံးပေါ့အဲလိုပုံစံမျိုးတွေအစားတွေရဆိုတော့အာ သူတို့ရဲ့စိတ်တဲ့တမ်းမှမှုတွေကိုလည်းအရန်လေးစားပါတယ်အရန်လည်းကောင်းပါတယ်ဗျအဲ့တိုင်းပဲသူတို့စိတ်တဲ့အတိုင်းပဲပြန်နေပြီးတော့လည်းထူထောင်လုပ်ကိုင်နိုင်ကြမှာပါမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ဒီစုံမစကားမှာဘယ်လိုကာရီတာလေးရပါမလဲ။ဒီကာရီတာ။အဟုတ်အားလုံးပဲမင်္ဂလာပါခင်ဗျ။ကျွန်တော်ကဒီစုံမဒီ conversion point ပေါ့နော်။ဒီ series မှာဆိုရင်တော့အခန့်ထင်ဆိုတဲ့နေရာနေပြီးတော့ပတ်ဝန်းကျင်ဆောင်ထားမှာဖြစ်ပါတယ်ခင်ဗျ။အရှမ်းမိုက်တာပေါ့။ဟုတ်ကျွန်တော်တို့ကကျတော့ဒီဇက်ညိုးမှာပေါ့နော်။ကျွန်တော်ဒီဇက်ကားလေးရဲ့ ဒီဇက်ညွန်းနေအကုန်လုံးကအဲ plot တွေ twist တွေကအရန်ပေါ့နော်အဲကောင်းတယ်ပြီးရဲ့အခါကျရင်လို့ကျွန်တော်အများကြီးပြောလို့မရတယ်မှလည်းပါတယ်ပေါ့နော်အဲအကြောင်းပါခင်ဗျထွက်လာတဲ့အခါကျရင်လည်းတေချာလေးကြည့်ကြည့်ပေးပါဗျာစိတ်ဝင်စားမှာပါအဲကျွန်တော် ကတော့အခုကဒီတိုးဆောင်နေကျဆိုကျွန်တော်အသစ်ပေါ့နော်အများကြီးကြိုးစားနေတယ်ဆိုတော့အဲကျွန်တော်အရှိမတကားရိုက်ဘူးတယ်ရိုက်ဘူးတဲ့ကားတွေအဲ CV ပေါ့နော်အဲ CV ပြင်ဒီ CV ရကျတော့ तू ကအဲရာသဆုံနေပေါ့နော်ကျွန်တော်ဒီအက်ရှင်တွေပါတယ် criminal suspect and ဟို romance တွေရောဗောနော်အကုန်လုံးပါပါတယ်ခင်ဗျတော့ဒီ romance ရှားအဆုံခံစားမဲ့ series တွေဖြစ်ပါတယ်ခင်ဗျဟိုပြောမယ်ဆိုရင်တော့အကိုကိုအကိုအကမန်နဲ့ကတော့အပြင်မှာလဲဟို person နဲ့ရတော့ရှင်းနေတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကကြာဒီ editing နဲ့ပတ်သက်ပြီးလောက်တာမဲ့အရန်တော့မကြသေးဘူးဗောအာပြောမယ်ဆိုရင်နှစ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 ်ဗောနော်တနည်းခွဲနှစ်နှစ်ထဲမှာတော့ရှိပြီဒီ editing နဲ့ပတ်သက်ပြီးလေ့လာပြီးသင်ကြားနေတာဗောနော်အဲအဲ့မှာမှာအကိုကဒီအကိုလဲဒီ director လောက်တဲ့အချိန်မှာသူကကျွန်တော်ရဲ့ character ကိုသူမြင်ထားတယ်ဗောနော် ေကြတာမြင်ထားတယ်ဒီဇာတ်ကားထဲမှာတော့မင်းဘာလို့အရှိမစီဗီတစ်ခုမှလည်းကျွန်တော်ဘက်က case show ကိစ္စအရောင်အခုစီဗီမှာကျွန်တော်မပါလိုက်ရအောင်ကျွန်တော်ရောင်ပြတ်သွားတာမျိုးလေးရှိရပေါ့ဒီတစ်ခါမှကျွန်တော်အခုကမင်းအတွက်ကာရီတာပုံစံမျိုးရှိတယ်ဒီလိုဒီလိုပုံစံမျိုးအခုအချင်းရကြတော့ဒီဇညုံရေးနေတဲ့လူပါတစ်ခါတည်းသူကလူကြည့်ပြီးတော့ပေါ့နော်မူတီဗီသူကရေးလေးရှိတာဆိုတော့အဲ့ပုံစံမျိုးသွားတာဆိုတော့အဲမင်းအတွက်လုံနိုင်မထင်လားအဲကျွန်တော်က challenge ဖြစ်တယ် challenge ဖြစ်တယ် challenge ဖြစ်တယ်အဲ့ပြင်ပြင်ဆင်ရအသေးစိတ်ပြင်ဆင်ရတာပေါ့နော်ကျွန်တော်ဆိုဆရာဦးထင်းကျော်စီက ဆရာတို့ချင်းတို့အတန်းအတန်း training center ပါအဲဆရာတို့သင်ပေးထားတဲ့အတိုင်းအဲ့ဒါတွေနဲ့ပေါင်းစပ်လက်ပြီးတော့ဆရာဒီအကိုအကိုကိုအကမန်တို့ရဲ့လိုချင်တဲ့ပုံစံနဲ့တိုင်ပင်နဲ့စဉ်းစားဆရာမရဲ့တိုင်ပင်ပြီးတော့အသေးစိတ်တော့ပြင်ဆင်ထားပါတယ်ခင်ဗျာကဲကော တော်တော်ကြိုးစားရပါတယ်ခင်ဗျ။ဟောဆိုတော့ကျွန်တော်ဒီဒီကျွန်တော်ဒီအနုပညာလဲကျွန်တော်ဆိုရင်ဟောမစ္စတာဂလိုဘယ်ပေါ့နော်မြန်မာကွန်လာရထားတဲ့တယောက်ကျွန်တော်မစ္စတာပေဂျန့်စ်လောကပေဂျန့်စ်လုပ်တဲ့ပြီးရခါမှာမော်ရယ်လင်းအနေနဲ့ကျွန်တော်ရည်တည်ထားတယ်ပေါ့နော်။ဒါပေမဲ့ဒီဘက်အနုပညာတယောက်ဆောင်လုပ်တဲ့အခါမှာကျတော့ဒီအကုံလုံးပေါ့ dialogue ပြောရဆိုရတာတွေကအစအဲ့ပြင်ဒီအနုပညာဒီတယောက်ဆောင်ခြင်းပုံမှာထားတဲ့တန်ဖိုးတွေကအစပေါ့နော်။ကျွန်တော်ဆရာတွေကသင်ကြားပေးတယ်ပြီးတော့ကျွန်တော်ပုံဝင်ချင်းမှရှိအကူတွေရတယ်စီနီယာတွေရတယ်အများကြီးသင်ကြားပေးတယ်။ဆိုတော့ဒီဟာကဘယ်လိုပြောရမလဲ။အရန်ခက်ခဲတယ် ခက်ခဲဆိုတာကကျွန်တော်ဒီ dialogue တစ်ကြောင်းပြောဖို့အတွက်တောင်မှကျွန်တော်စဉ်းစားရတာတွေးရတာအဲ့ဒါအရင်များတဲ့အခါကျတော့အရင်စိတ်နစ်ကိုနေနဲ့ပြင်ဆင်ရပါတယ်ခင်ဗျအဲဒီဇကားထဲမှာတော့ကိုထွန်းမင်းနဲ့လည်းတချို့ကဆုံးသွားမဲ့အကြောင်းအရာတွေရှိတယ်ဗောနော်ပြီးတော့ကိုထွန်းမင်းနဲ့ကျတော့ကျွန်တော်တို့ဒီဒီကျွန်တော်စကားအတွက်မရိုက်ခင်ပေါ့เนาะကျွန်တော်ဒီငလင်ကိစ္စတွေဖြစ်တဲ့အချိန်မှာအကိုရုံးနဲ့ကျွန်တော်ဒီသွားတာပေါ့ pride ရကျွန်တော်ကုညီဖို့လည်းသွားချရတယ်သွားတဲ့အချိန်မှာလည်းအကိုရုံးနဲ့ပေါ့เนาะတို့ဒီပြင်မနာနဲ့စပြီးတော့ကျွန်တော်ဒီ in liberty ကြားထဲမှာရှိမြတ်မျိုးတွေငလင်တန်သင်ခံခဲ့ရတဲ့မျိုးတွေအကုန်လုံးရောက်ဖြစ်ခဲ့ရပါတော့။ရောက်ဖြစ်ခဲ့တဲ့အချိန်မှာအကိုရဲ့အာအာတတ်တွေရောပေါ့အကိုကတော့ငိုတွေကပရိုက်တာတမားတွေရောက်ဖြစ်တဲ့အတွက်ကြောင့်အကိုဘက်ကဖန်နေနေရဲ့အကိုရဲ့လမ်းပြမှုတွေပြီးတဲ့အခါကျွန်တော်တို့ကိုတွေရဲ့လမ်းကြောင်းတွေနဲ့တူတူပေါ့နော်။ကျွန်တော်သွားကြရတယ်။တကယ်လိုအပ်နေတဲ့နေရာတွေအထိရောက်ဖို့အတွက်လည်းအများကြီးကြိုးစားပြီးလှူဒန်းနိုင်ခဲ့တယ်ပေါ့နော်။အဲဒီအတွက်ကြောင့်လည်းအကိုတို့ကိုလည်းအများကြီးကျေးဇူးတင်တယ်။ပြီးတော့သူရဲ့ personality ရောအပြင်မှာအရန်ကောင်းတယ်။ပေါ့ပါပဲညီကိုတွေလိုပဲလိုတာရှိရင်လည်းအာမနာပဲပြောပေးတယ်။ ဆိုတော့ကျွန်တော် တို့လည်းအများကြီးခွင့်ရရပါတယ်ဗျ။အင်းအဲအမှန်ဆုံးပြောမယ်ဆိုရင်တော့ကျွန်တဲ့အရာတွေအားလုံးထွက်ပေါ့နော်။ဒီထက်ပိုပြီးတော့အများကြီးလုံနိုင်ခြင်းလေ။လုံနိုင်ခြင်းတွေဆိုတဲ့အကြောင်းအရာမှာပါဆိုတော့ဟိုဒီလိုမျိုးဒုက္ခခံရတဲ့လူတွေပေါ့နော်။သူဘယ်သူမှတော့ဒီလိုအရာမျိုးတွေမျောလင်းမှာမဟုတ်ဘူးဗျ။ပြည်စစ်တမိတ်အတွင်းမှာဖြစ်သွားတဲ့လူတွေကျွန်တော်မန်လေးမှာရှိတဲ့တငယ်ချင်းတွေအများကြီးရှိတယ်။သူတို့ဆိုရင်လည်းပြည်စစ်တမိတ်အတွင်းမှာအာဖြစ်သွားခံစားလိုက်ရတဲ့ဟာတွေဖြစ်ရပေါ့နော်။ဆိုတော့ဟိုဒီလိုမျိုးတော့ထပ်မကြုံစေချင်ဘူး။ဒါပေမဲ့ ကိုတက်ဆွမ်းတဲ့ဘက်ကနေပြီးတော့ကိုစ조사အထောက်နိုင်တဲ့ဘက်ကနေပြီးတော့အစံတွေထက်ရှာခြင်းနဲ့ပြီးတော့အဲ့ခါကျအများကြီးအဲ့လိုမျိုးလူတွေကူညီနေတဲ့ဟာတော့လုပ်ခြင်းနဲ့ဗျဟုတ်ကဲ့အာကျွန်တော်ပေါ့ဒီစုံမက်အဖွဲ့အနေနဲ့ကျွန်တော်သွားမယ်ဆိုတဲ့အချိန်မှာပေါ့နော်ကိုထွန်းမင်းနဲ့သွားကြမယ်ဆိုတဲ့အချိန်မှာဟမေရကျွန်တော်ဒီတော့ agents ကပေါ့နော် Mr. Supranational ရဲ့ကျွန်တော်ဒီ founder ပေါ့နော်အာ Masoyu ဝင်နဲ့ကျွန်တော်တကယ်ချင်းတအုံးမမော အဲ Mr. Surrenderation 2024ပေါ့နော်သူကသူတို့တွေဥဆောင်ပြီးတော့ကျွန်တော်စီကိုအဲဘယ်လိုပြောမလဲဆိုတော့ဒီအလူငွေပေါ့အလူငွေရေယုံကြီးကြီးနဲ့တိန်းတရာတော့ကျွန်တော်လာပေးသွားသေးတယ်လာပေးပြီးတော့မင်းဟိုလူရဲနေရာရောက်မဲ့နေရာရောက်ဖို့အတွက်မင်းအစဉ်ပြန်လုပ်ဖို့အတွက်ဆိုပြီးတော့အများကြီးထောက်ပံ့လာပေးတော့အဲ့ဒီမှာဆိုလည်းအရန်ပြောရတယ်ဒါတော့ဟို Go Fundraising လုပ်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဟိုမမျှော်လင့်ထားဘူးပေါ့နော်မမျှော်လင့်ထားဘဲနဲ့ဒီလိုမျိုးကိုရေယုံကြီးကြီးလာပြီးအခုဥပမာသွားပြီးလူရဲရတဲ့အခါမှာလည်းအားတက်တဲ့ရောဖြစ်တယ်ဒါပေမဲ့ဟိုမြေပြင်တကယ်ရောက်သွားတဲ့အခါမှာလည်း အင်းလေးတို့ယူရခါကျရင်နည်းနည်းမန်လေးကမန်လေးပေါ့မန်လေးဆိုလဲကျွန်တော်အရင်တော့တွေ့ခဲ့တဲ့မန်လေးမျိုးကဒီလိုမျိုးမဟုတ်ဘူးဗျာသိရမလားကျွန်တော်ကျုံပတ်လေးကိုကျွန်တော်ပတ်ပြီးကြည့်တဲ့အခါမှာကျတော့လုံးဝစိတ်မကောင်းအယမ်းဖြစ်ရတယ်ပြီးတော့မန်လေးကတကယ်ချင်းနေမန်လေးမှာလည်းကျွန်တော်နှစ်နှစ်လောက်နေခဲ့ဘူးတော့နေခဲ့ဘူးတော့သူ့ရဲ့တချို့သောစိတ်နေစိတ်ထားတွေပေါ့ဒီလိုမျိုးတွေနေလာခဲ့ရတဲ့လူတွေမဟုတ်ဘူးဗျာဆိုတော့ဒီလိုဖြစ်တဲ့အချိန်မှာကျတော့ တနာတယ်ဆိုတာဒါဘယ်လိုတနာတာမဟုတ်ဘူးအကုန်လုံးကသူတို့ပြန်ပြီးတော့ရက်တည်နိုင်တယ်သူတို့ပြန်ပြီးတော့ပြန်လဲအဲထူထောင်နိုင်တယ်ဆိုတော့ကျွန်တော်တို့သိတယ်ဒီအချိန်လေးမှာခဏဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပဲစိတ်ပြန်တွေးပြီးတော့ဘယ်လိုပြောရမလဲအဲနေရတာပေါ့နော်အဲ့ပြင်ကိုတကယ်လိုအပ်နေတဲ့နေရာရောက်နိုင်ခဲ့တဲ့အတွက်လည်းဒီအခုဒီအကုန်လုံးလည်းကျေးဇူးအများကြီးတင်တယ်ကျွန်တော်ကတော့မှန်တိုင်းပြောရရင်အဲဖြစ်သွားပြီးတဲ့အရာပေါ့ပေါ့နော်ကျွန်တော်ဘာမှပြန်လုပ်လို့မရနိုင်ဘူးလေအဲ့တော့ဒီရှေ့ဆက်ပြီးတော့ပါလုပ်မယ် စိတ်ပိုင်းဆိုင်ရာအဖြစ်မဖြစ်ပေါ့ကျွန်တော်လည်းအများကြီးလုပ်နိုင်တာမရှိသေးပါဘူးမရှိသေးတဲ့ခါကျတော့အ ਨੇ ဆုံးအာမငယ်နဲ့အာမငယ်ဘူတွေပြီးတဲ့ခါကျရင်ရုပ်တရက်ဒီလိုမျိုး crisis တစ်ခုကိုကြုံရတဲ့အချိန်မှာတော့လူတိုင်းလူတိုင်းအပန်းနဲ့ဖြစ်ကြရတယ်ဗျာဒီလိုစိတ်လှုပ်ရှားမှုတွေဖြစ်ကြမှာပဲဆိုတော့အဲ့ပုံမှာရတဲ့အာမငယ်နဲ့ဒီလိုအချိန်မျိုးရန်ကုန်လာခြင်းနဲ့လမ်းကုန်လာလဲရတယ်မလို့လုံးချင်တာကညီညာရှင်နဲ့ပြောအဘကတက်နိုင်တဲ့ဘက်ကနေရအောင်ကူညီပေးမယ်လို့ပြောပြီးတော့အဲ့လိုလိုပဲအပေးခဲ့ရတာပေါ့ဘာလို့လဲဆိုရင်တကယ်ချင်းတွေကတော့ငွေတွေရတယ်အကြောင်းတွေသိနေကြတယ်ပါတာပေါ့နော်အဲမဲ့သူတို့လည်းကျွန်တော်ယုံတယ် ။ဟောဆိုမန်းမန်းသူမန်းသားတွေကလွယ်လွယ်နဲ့ပြိုလဲတဲ့လူတွေလည်းမဟုတ်ဘူး။ဒါကျွန်တော်ပေါင်းခဲ့တဲ့မန်းလေးကလူနည်းစုပဲဆိုပါလူနည်းစုဆိုရင်တော့မှသူတို့စိတ်ထဲဘလောက်မာတယ်ဆိုတော့ကျွန်တော်ခံစားရတယ်ဗျာ။ဆိုတော့ဒီလိုကိစ္စတော့လည်းတော့ဘာမှမဖြစ်သွားဘူးဆိုတော့သူတို့ဒီနော်သူတို့တကယ်ချင်းနေဆိုရင်အဲ့အိမ်ကိုသွားပြီ။အဲ့တော့လမ်းပေါ်အိမ်နေရတာပေါ့ကွာဆိုတော့ခပြုံးပြုံးပေါ့အဲ့လိုပုံစံမျိုးတွေအစတွေ့ရ။ဆိုတော့အဲသူတို့ရဲ့စိတ်ထဲတံမှမှုတွေကိုလည်းအရန်လေးစားပါတယ်အရန်လည်းကောင်းပါတယ်ဗျ။အဲ့ဒီတိုင်းပဲသူတို့စိတ်ထဲအတိုင်းပဲပြန်နေပြီးတော့လည်းထူထောင်လုပ်ကြနိုင်ကြမှာပါ။ဟုတ်ကဲ့ခင်ဗျ။ အဲပထမဆုံးဆိုတော့ကျွန်တော်တို့ပေါ့နော်အခုအလှငွေတွေကအဲအလှငွေတွေလှူရဲလူတွေလက်အုံမြေပြင်မှာဝင်ပြီးတော့ price တက်လုံနေတဲ့လူတွေအားရောက်လာတာမဟုတ်ပါဘူးကျွန်တော်တို့ဘက်ကလည်းဒီအကောင်းဆိုဒီဖြစ်ဖြစ်ချင်းမှာသွားတာဖြစ်တဲ့ကြောင့်ဘယ်နေရာဘယ်နေရာတွေကဘယ်လိုလိုအပ်တယ်ဆိုရင် scope ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲအခုနောက်ပိုင်းဆိုလည်းအခုကိုကိုထွန်းမင်းတို့ဒီအကွေဆိုလည်း price တက်နဲ့ပတ်သက်ပြီးပြန်လည်ထူထောင်ရင်းလုပ်ဖို့အတွက်တွေကိုအများကြီးကျွန်တော်တို့အစီအစဉ်တွေဆွဲထားပါတယ်ဗျကျွန်တော်ဒီစုံမတ် series ရုပ်ရှင်အဖွဲ့သားတွေအကုန်လုံးကလည်းကျွန်တော်ဒီကျွန်တော်သကားရပြီးသွားတဲ့အခါကျရင်လည်းတကယ်ပြောင်းရွှေ့ထပ်ပြီးတော့အဲလှုပ်ဆောင်သွားအောင်ပါခင်ဗျ ပြောဒီဆုံးမစကားလေးရလဲဒီပုံမှန်မြင်နေကြကာဇလန်းစီးရီးတွေမဟုတ်ဖ ೇನೆ ပေါ့နော်ကျွန်တော်ဒီအိန္ဒိယနဲ့ကျွန်တော်အဓိကပြောမြန်မာပြည်မြန်မာပြည်မှာမွေးတယ်ပေါ့နော်အိန္ဒိယရဲ့ culture တွေအများကြီးသုံးထားတယ်ပြီးတော့ cross culture ဆိုတဲ့အတိုင်းပဲအများကြီးကျွန်တော်ဘက်ကဟာခွန်အား site ထုတ်ထားတယ်ပေါ့နော်အဲ့ပြင်ဇလန်းဇန်ညွန်အားအစအာမြင်တွေ့နေကြဇလန်းဇန်ညွန်မဟုတ်ဖ ೇನೆ စိတ်ဝင်စားဖို့ကောင်းမဲ့ဇလန်းဇန်ညွန်မျိုးဖြစ်ပါတယ်ဗျအဲ့ဒီကြောင့်ထွက်လာခဲ့တဲ့ခါကျရင်လည်းအများကြီးအားပေးပြီးပါအောင်ခင်ဗျအားလုံးကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကျေးဇူးပါ